အခုကျွန်တော်တို့သချင်းတွေဖွင့်ပြဖို့အချိန်ရောက်လာပြီဆိုတော့ဒီတစ်ခါ TGB playlist ကနာမည်ဆက်ဆက်မယ်စိတ်တို့လာပြီနော်ဘာလဲဘာလဲဘာလဲအဲဒါနာမည်ပေါ့အခုတို့အားလုံးမင်္ဂလာပါညီမစိတ်ညစ်နေလို့သချင်းတဖို့လောက်ဖွင့်ပြပေးပါနော်တဲ့ဟုတ်ကဲ့စိတ်တော်စိတ်ညစ်လာပြီနော်ဘာလဲ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 စိတ်စိတ်တို့လာပြီနော်သူကဟုတ်လေစိတ်ညစ်နေလို့ဆိုလို့ပြောတော့လေစိတ်တော်မတူပါနဲ့ခင်ဗျာကျွန်တော်တို့ဖွင့်ပြပေးပါမယ်နည်းနည်းနောက်ကြပါလဲတောင်းပန်ပါကျွန်တော်တို့စီရောက်နေတဲ့ TGB playlist ကအများကြီးအများကြီးဖြစ်နေလို့ပါအဲ့တော့ဒီနေ့ဖွင့်ပြပေးဖို့ကြတော့ ညီမလေးအတွက်ကောတနေ့တာနေ့မှာအလုပ်တွေများလို့စိတ်ညစ်နေတဲ့လူတွေအတွက်ကောပေါ့နော်။အာအချင်းနေတဲ့လူတွေအတွက်ကောနည်းနည်းစိတ်ကြတဲ့လူတွေအတွက်ကောနည်းနည်းအားဖြစ်စေတဲ့တခြင်းပေါ့အဖွဲရကြတော့ One Republic သူတို့ဘက်ကကိုရိုင်းတခြင်းရေးတယ် Riot Tiger ပြောတခြင်းလေးဆိုလို့ရှိရင်မြူးမြူးလေးနဲ့တခါကြလို့ရှိရင်အဲဆန်းဆန်းလေးပေါ့နော်တိတ်လူဒီလုံးလေးလည်းကြားတတ်တယ်ဒီတစ်ခါဖွင့်ပြပေးမယ့်ဟာကကြတော့ Accounting Star ပေါ့နော်ဟိုအသက်ကြီးလာလို့ငကွာတော့ယုံကြည်ချက်တွေမရှိတော့ဘူးဒါပေမဲ့အဲအဲ့လောက်မျိုးလဲစူးစမ်းလဲဖြစ်ချင်မှဖြစ်ပါမယ်အဲ့လိုမျိုးအတွေးတန်ရရရှိနေပေမဲ့ဟို ဆက်ပြီးတော့စူးစမ်းမယ်ပေါ့နော်ဒီခါကျတော့ရှင်ငါတို့တွေကငွေကြေးတွေရည်နေတာမဟုတ်တော့ငွေကြေးပဲပတ်စံရှာမဟုတ်ကောင်းငွေဘွားကျဲတွေရည်နိုင်တဲ့အဆင့်ရောက်တဲ့အထိကိုဆက်သွားကြမယ်ပေါ့နော်တချင်းစာသားလေးတွေမှာလည်းခန်းစားကြည့်လို့ရပါတယ်သူ့ရဲ့စုံနေတဲ့ mood ကိုခန်းစားကြည့်လို့ရှင်လည်းအရင်ကကောင်းပါတယ်အားတက်လာကျွန်တော်ဆိုလို့ရှင်အမြဲတမ်းအားတက်နေကြရိုက်ထား MTV လေးရတယ်အဲ့လိုမျိုးလေးပဲပေါ့နော် choir group တွေနဲ့တချင်းဆိုတဲ့ပုံစံမျိုးတွေလည်းပါတယ်အဲ့တော့ကျွန်တော်အများကြီးမပြောပြတော့ပါဘူးတချင်းလေးပဲရင်ဖို့ပြလိုက်ပါတော့ခင်ဗျတချင်းလေးတော့ထောက်ပြီးသွားပြီဆိုတော့ဒီနေ့အတွက်စကားစုလေးတစ်ခုလည်းဆောင်ပေးချင်ပါတယ်ဒီစကားစုလေးကကျွန်တော်တို့အတိတ်ကိုစိတ်ညစ်နေတဲ့သူတွေအတွက်ကော ်ပါတော့အခုစူးစမ်းနေသူတွေအတွက်ကော we can draw lessons from the past but we cannot live in it သူကအတိတ်ကအကြောင်းအရာတွေအားလုံးကိုသင်ခန်းစာအနေနဲ့ပြန်လည်ပြီးတော့အမြဲတူးဆဖော်ထုတ်လို့ရတယ်ဒါပေမဲ့အဲ့ဒီမှာပဲတစ်လုံးနေထိုင်သွားလို့မရပါဘူးတဲ့အတိတ်ကိုပဲလွှမ်းဆွနေလို့မရဘူးဒီကနေပဲသင်ခန်းစာတွေရှိပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ကအဲ့လိုနေတတ်တယ်လေသိရမလားအမြဲတမ်းသင်ခန်းစာပြန်ယူတယ်အတိတ်မှာဘာဖြစ်ခဲ့လဲပေါ့နော်အဲ့ဒီတော့ဘယ်လိုမျိုးဆုံးဖြတ်ချက်ချခဲ့ရမှာလဲဆိုတာဒီချိန်ပြန်စဉ်းစားရရလေအဲ့ဒီချိန်တော့ထူပူနေဘာမှသိကြရမှာပေါ့အဲ့တော့အခက်အခဲတွေကတော့ ပြီးသွားမှသာကိုကခေါင်းအေးနဲ့ပြန်ပြီးတော့စဉ်းစားလို့ရဆိုတော့နောက်တစ်ခါထပ်ဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုမျိုးလုပ်မလဲဆိုတော့အတင်ကန်းသာအများကြီးလို့ရတယ်အဓိကလည်းအတင်ကန်းသာယူနေနဲ့အိမ်ပျော်သွားဖို့အိုက်နေပါပဲအဲ့လိုပြပြပြရုံထားဖို့ပေါ့နော်ဒါဟုတ်ဒါဟုတ်ပြီးတော့ဒီအတိတ်မှာပဲနေနေလို့လည်းအဆင်မပြေဘူးဟောဆိုအဲ့တော့ဆိုရင်ငါဘာကုန်တူးမထွက်ခဲ့ဘူးအဲ့တော့ဆိုရင်ဒီလိုမျိုးဖြစ်ခဲ့တာအဲ့ဒါမျိုးတွေနေလို့ရှိရင်အဲ့ဝမ်းနဲ့မှုရမပြီးတော့ပဲနဲ့ရှေ့ဆက်ဖို့အားတွေရုပ်သွားအဲ့တော့တင်ကန်းသားကိုယူနောက်ထပ်မဖြစ်ဖို့ကြိုးစားဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေ့အတွက်ကိုအာ O3 Facebook ရွေးရဟာလေးပြောပြအောင်မယ်။ဘာဖြစ်လို့ဆိုတော့ဒီဟာကျွန်တော်တို့ရဲ့တငယ်ချင်းတွေရှိရဲ Facebook page ပေါ်မှာအများသောအဖြစ်တော့တကိုင်းစပြရဲပေါ့နော်။အဲ့တော့ဒီတငယ်ချင်းတွေနဲ့လည်းသူတို့ရဲ့အမြင်လေးတွေဘယ်လိုရှိရဲခုခေတ်လူငယ်တွေဘယ်လိုစဉ်းစားနေကြတယ်ပြီးတော့ရင်းနှီးနှီးလေးရှိကျင်တဲ့အတွက်ဒီလိုမျိုးလေးရွေးပြတာပေါ့။အဲ့တော့ဒီနေ့မှာကျွန်တော်ရှာပြီးတော့ screenshot ရိုက်ထားတဲ့ဟာလေးကကြတော့တဲ့ကျွန်တော်တို့တငယ်ချင်းတွေတယောက်ဂီခိုင်ယူနေတွေ့။ညားတဲ့ဘောလုံးကွင်းတွေကကိုသမားတယောက်လိုပါပဲလားတဲ့။ငါအချစ်တွေကိုနင်းလက်ထဲရဲရောက်ချင်းပြန်ပုတ်ထုတ်ဖို့အတွက်နဲ့များငါနှလုံးသားအောင်မအသေးအံဖန်ယူဖို့စူးစမ်းနေပါလားတဲ့ ရဲမိုက်တယ်နော်သူရေးတာတော့ဖြစ်တတ်ပါတယ်အဲ့လိုလုပ်တတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အချစ်ဆိုတာကကြတော့ chasing game ပေါ့နော် line ပြေးတယ်ပြီးရင်လိုက်တယ်အဲပြီးဖို့အတွက်ကိုအရင်ဆုံးဒီလိုမျိုးအင်းဆိုပုတ်ပြီးတော့လှုပ်ဖို့လိုတယ်လေပြီးတော့မှထပ်ပြေးတယ်နော်ပြန်လာအဲ့လိုမျိုးပေါ့နော်ရှိတယ်ပါတယ်ထိမနော်ထိမနော်ထိမနော်ဟောဘာလို့အောင်မလဲ Okay ကျွန်တော်ကကြတော့ကျွန်တော်တငယ်ချင်းပါခင်ဗျ Facebook တငယ်ချင်းဒါအပြင်မှာတငယ်ချင်းဖြစ်ပါတယ်သူက main scene chemical boy မှာအာသူက သူတငယ်ချင်းအိုက်ငယ်ရဲ့ဈေးရတဲ့စာကိုသူက share ရတာအမှန်ပဲတဲ့အိုက်ငယ်ကြီးရတာကတော့အာဆရာကြီးအောင်တင်ရဲ့စာကိုသူကပြန်ပြီးတော့မှဈေးရတာပါလူတယောက်ဟာတဲ့အမိုးပြန်အောင်တော်နေပါစေတဲ့သူ့မှာတာဝန်ယူလိုတဲ့စိတ်တာဝန်ကိုစူးစမ်းပန်းစားထမ်းဆောင်လိုတဲ့စိတ်နေစေရမရှိဘူးဆိုရင်ဘယ်နေရာမှအတော်မဝင်ပါဘူးတဲ့တာဝန်ယူထပ်ဖို့ပေါ့ဘလောက်တော်တော်တာဝန်ယူနေဘာမှမထူးဘူးတော်လားတော်လားတာဝန်ခံဖို့ဆိုတာအခုနောက်ပိုင်းမှာပို့ပြီးတော့အရေးကြီးလာပါပြီကိုရီးယားဟို ပို့ပြီးတော့အလုံးလုံးလာလေပို့ပြီးတော့ဒီဟာတွေနဲ့ကိုကိုကိုရဲ့တိတ်ခါအောင်ကိုရဲ့တန်ဖိုးဆုံးဖြတ်တာဒီချက်တွေဖြစ်သွားပြီပေါ့နော်ကျွန်တော်ကြတော့ခိုင်စုသူကကြဓပုံလေးကိုတင်ထားတာပါသူလည်းရေးထားတယ်လော်တဲ့ right right ကောင်လေးတွေအားလုံးထင်ကြတာတဲ့ကောင်မလေးထိုင်းရဲ့အိမ်မက်ကပြီးပြည့်စုံတဲ့ကောင်လေးတယောက်နဲ့ဆုံးဖြတ်ဖို့တဲ့ဒါပေမဲ့တကယ်တည်းတော့မဟုတ်ဘူးတဲ့ကောင်မလေးထိုင်းရဲ့အိမ်မက်ကတဲ့ ဘာစားစားမဝလာဘူးတဲ့အခုတော့ကျွန်တော်အိမ်မှာလည်းအဲ့လိုဖြစ်နေစားကြတာဆိုင်မဝလာဘူးကောင်မလေးလည်းအိမ်မှာပဲကိုကူအထင်ကြီးကများသွားမှာလားဒါပေမဲ့ကျွန်တော်ပြောဆိုမြဲကျွန်တော်ယောက်ျားလေးအဲ့ဒါအဲ့လိုအထင်သလုံးနေပြီအထင်သလုံးဖြစ်တယ်တကယ်ဟုတ်လားမသိဘူးလေကောင်မတော့တော့သူတို့ရအားနေဝေးလျှော့မယ်ဆိုတာကြီးပဲမဟုတ်တော့မဟုတ်လေစားလေဝါလေပင်မန်းလေပင်မန်းတို့အားရှိဖို့စားလေဝါလေဆိုတော့ကျွန်တော်လည်းဝေးလျှော့ခြင်းနဲ့စိတ်တွေပါဘာစားစားအဲ့လောက်မဟုတ်ဘူးသူဆိုဖစ်ဖြစ်အောင်ဆိုပြီးတော့ခြင်သွားဆိုပြီးတော့ပင်မန်းလည်းဆိုရင်နောက်နေမသွားအစားရစစားအဲ့လိုဖြစ်တတ်တာပါ ဟုတ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်တို့ပြောရလဲတော်တော်စုံဝိုင်းဆိုတော့ဒီနေ့အတွက်ကိုရုပ်ရှင်ဇာတ်ကားဖွင့်ပြရအောင်ရင်းစကားဆိုတော့အာတနင်္လာနေ့မှာနည်းနည်းပြင်းနေတဲ့ကျွန်တော်တို့ရဲ့သကိုင်းစပြရအတွက်ကိုနည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားမဲ့တတိယမိုးကားလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးဖွင့်ပြပေးခြင်းလေဒီကားပြောရမယ်ဆိုရင်အချစ်ဇက်လန်လို့လည်းပြောလို့ရတယ်အခုဟို Harry Potter ရဲ့အမည်သား Daniel Radcliffe ထွက်ထားတဲ့ကား Hans လို့ဆိုပြီးနာမည်ပေးရတယ်ဟိုတကယ်တမ်းပြခဲ့တာကကြာတော့အရင်နှစ်က Halloween night မှာပြခဲ့တာပေါ့နော်ရုံစတင်တာအဲဒီကားမှာပြောတော့သူ့ရဲ့ချစ်သူမိန်းကလေးက လူတက်မှုတစ်ခုကြောင့်တေးသွားတယ်။တေးသွားတော့တမျိုးလုံးကလည်းသူတက်တယ်လို့ထင်ကြတယ်။ထင်ကြသူကသူတက်တာလုံးဝမဟုတ်ဒါပေမဲ့သူ့အကျုံနဲ့သူကဘာမှမရှိဘူး။အဲ့တော့သူကအဲ့တော့စိတ်ညစ်ညစ်နဲ့ဒီမျိုးပေတီနေနဲ့ရဲရတယ်သူဖမ်းလို့မရသေးဘူးပေါ့နော်။ဒီတရားရင်ဆိုင်မှုပါလိမ့်ရှိတယ်သူကအမခံနဲ့ထွက်နေရ။အဲ့တော့သူကတနေ့လဲကြအမူးလဲနေရောဟိုသူအေးရတယ်နိုလာသူ့ကောင်မှာဂျိုးပေါက်လာဂျိုးပေါက်လာသူကလန့်သွားပေါ့နော်အဲ့ဒါနဲ့သူကဒီဂျိုးဖြတ်ဖို့အတွက်စေကန်းသက်ပြစေကန်းသက်ပြတော့လမ်းမှာတွေ့သမျှလူတွေအကုန်လုံးကသူနဲ့မြင်လို့ရှိရင် အဲ့လူတွေရဲ့စိတ်ထားမကောင်းတဲ့ဟာတွေအကုန်လုံးပြောတာငါဒီအရန်စိတ်ညစ်တော့ငါ boss ကိုတော့ဘာလို့လက်ချင်တာငါရဲ့ချစ်သူတော့ဘာလို့လက်ချင်တာအဲ့လိုမျိုးဟာတွေအကုန်လုံးသူ့ကိုဆိုလာပြောကြတယ်ဆိုလိုတာကြောင့်မကောင်းတဲ့စိတ်ထားတွေကသူနဲ့မြင်ပြီဆိုလို့ရှိရင်ဟိုဖုံးကွယ်တာလို့မရတော့အကုန်လုံးဖွင့်ပြောချင်တာပါနော်သူကအဲ့ဒါနဲ့ကြောင်ပါပါနော်ဘလို့ရင်းဖြစ်ကုန်လဲပါနော်သွားတော့လေဘယ်မှာအဆင်မပြေဘူးဒါပေမဲ့ तू ကသူ့ချစ်သူကိုဘယ်သူတက်လဲဆိုတာလည်း तू ကလိုက်ပြီးစုံစမ်းနေတယ်ဒါအဲ့တော့အခုကြတော့လွယ်သွားပြီလေသူ့ကိုဘယ်သူမှဖုံးကွယ်တာလို့မရဆိုတော့ तू အဲ့လိုနေနဲ့စုံစမ်းစုံစမ်းနေတယ်တကယ်ဖြစ်ရမှာနောက်ဆုံး ပေါ်လာပါတော့အရန်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်လှည့်ခွက်တွေလည်းအရန်များပြီးတော့နောက်ဆုံးမှလည်းစိတ်ဝင်စားဖို့ကောင်းတဲ့စက်သိန်းလေးတစ်ခုနဲ့တင်တာပါတော့ဒါပေမဲ့ကျွန်တော်ကတော့အဲမိတ်ဆက်ပေးဖို့ပဲတောင်းဆိုရဆိုတော့ခဏကြာ trailer လေးဖွင့်ပြပြီးတော့ပရိသတ်တွေနဲ့မိတ်ဆက်ပေးခြင်းပါသေးတယ် Please, you have to believe me. I loved her. What does it feel like to get away with murder? Someone hasn't got to save your soul. Did you ask the devil to punish you ever killed her? You know, you don't have to convince me. I believe you. Why are you protecting me? Because if I did anything to her, then I'm a monster. How do I look? Did you notice anything unusual? Any marks? What? what are they? You know how I think we should proceed? I should grind me up some Oxycontin and have a little snort. Well, um... Everyone in this town is going crazy. it's because of me and these horns. You killed that innocent girl, now the devil has claimed you. He didn't kill her father, and now people are telling me all these things I don't want to hear. I'm so bad, I'm bad. I'm pretty enough to be on TV, right? I gotta figure out who really killed Marin and get him to confess. It, I would never hurt her. Tell me, tell me everything that happened. Admit you killed her. It'd be such a huge scoop for me. I got an idea. How about you guys beat the heck out of each other, and the winner gets an exclusive interview with me. new friend. Are those horns? They right, they're horns. ဟုတ်ကဲ့ပါဒီနေ့တနင်္လာနေ့ပြန်လည်ပြီးတော့မှတွေ့ဆုံမှုကိုလည်းပြည်သူများအနေနဲ့ကျင်းပမယ်လို့ယုံကြည်ပါတယ်။တနင်္လာနေ့ရပြီးတော့ကျွန်တော်တောက်ကြနေ့ထိည9:00 15ရက်မှာပြည်သက်များအားလုံးတူတူရှိနေအောင်မှာဖြစ်ပါတယ်။ည9:55မှာမကြည်လရတဲ့သကိုင်းစရာရဲ့အတွက်လည်းဒီနေ့ည12:55မှာထပ်ပြီးတော့ထုတ်လွှင့်ပေးပါရယ်။နောက်တစ်နေ့မနက်မှာပြန်ကြည့်ကြတယ်ဆိုလို့ရှိရင်တော့မနက်9:45ချိန်မှာထပ်ပြီးတော့ထုတ်လွှင့်ပေးပါရယ်ခင်ဗျ။ဒါတွေမကပဲနဲ့ Facebook မှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေအများအားသိရှိခြင်းနဲ့သကိုင်းစရာတွေဒီသကိုင်းစုမှာလာမဲ့သတင်းတွေကိုသိကြတဲ့သကိုင်းစရာရဲ့အတွက်လည်း Facebook page ရှိပါရယ်။ page ကတော့ www.facebook.com/thakaisu ဆက်ပြီးမှဖြစ်ပါရယ်ခင်ဗျ။ โอเคပါအဲ့တော့ကျွန်တော်ဒီနေ့နှုတ်ဆက်ဖို့အချိန်ရောက်လာပြီဆိုတော့ဒီနေ့အစီအစဉ်ကြည့်ရှုအားပေးခဲ့တဲ့ပတိုင်းစီရောများအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ